မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဝိတုတော်ခန္ဓာလေးတဲကနေပြီးတော့ရင်ကျွန်ုပ်တို့ဤတာဝန်ဆိုတဲ့ဝိတုတော်လေးတပုတ်ကိုဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်ဒီဝိတုတော်လေးကတော့နှဝင်မာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ ဝိထုတော်လေးတပုတ်ပဲဖြစ်ပါတယ်စာရေးသားတဲ့စာရေးသူဆရာကတော့မင်းဆွေဖြစ်ပြီးတော့20ရာစုခေတ်မှာရေးဖွဲ့ခဲ့တဲ့ဝိထုတော်လေးတပုတ်ဖြစ်ပါတယ်ဝိထုတော်ရဲ့နာမည်ကတော့ကျွန်ုပ်တို့ရဲ့တာဝန်နဲ့ဒီဝိတုတော်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဝိတုတော်လေးနဲ့ပတ်သက်ပြီးတော့လောကမှာလူဟူ၍ဖြစ်လာခဲ့လို့ရှိရင်မိသူရဲ့အရေးကိစ္စကိုမဆို ရှောင်းလွဲရေမနေသင့်ကြောင်းလူတိုင်းလူတိုင်းရဲ့တာဝန်ဟာကျွန်ုပ်တို့ရဲ့တာဝန်သာဖြစ်တယ်။လောကတစ်ခုလုံးရဲ့တာဝန်များသည်မိမိတာဝန်လို့သဘောထားရမယ်ဆိုတဲ့အကြောင်းလောကကြီးကျယ်ဝန်းသလောက်တာဝန်ဝတရားတွေဟာလဲကျယ်ဝန်းနေဆိုတဲ့အကြောင်းကျွန်ုပ်တို့ရဲ့ဘိုးဘွားမိဘတွေဟာဒီတာဝန်တွေကို သူတို့ရဲ့တာဝန်တွေလို့ယူဆပြီးတော့ဆောင်ရွက်သွားခဲ့ကြတယ်ဆိုတဲ့အကြောင်းတယောက်တည်းကအများတာဝန်ကို ယူနိုင်သူပဲဖြစ်ပါစေသင်ရဲ့တာဝန်ကို အများကမြဝေမြထမ်းဆောင်နေရတဲ့သူ မဖြစ်ပါစေနဲ့ဆိုတဲ့အကြောင်းကိုဒီဝိတုတိုလေးထဲမှာစာရေးသူရဲ့เนาะကြီးညိုချက်ကလေးတွေကိုလေ့လာရမှာ ဖြစ်ပါတယ်ကဲဒါဆိုရင်နဝမတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့ကျွန်ုပ်တို့ရဲ့တာဝန်ဆိုတဲ့ဝိတုတိုလေးကိုဖတ်ကြည့်လိုက်ရအောင် ကျွန်ုပ်တို့သည် လူများဖြစ်ကြလေသည် လူဖြစ်ခဲ့လျင် လူနှင့်သက်ဆိုင်ရာတာဝန်တို့သည် ကျွန်ုပ်တို့၏ကြောပေါ်၌ခွစည်းလျက်ရှိနေလေသည်ထိုတာဝန်များကိုကိုပေါ်၌ခွလျက်ပော့ပော့ပင်ပျောက်ွယ်ပြေသွားသော အဖြစ်မျိုးကို ကျွန်ုပ်တို့အလိုမရှိအပ်ပေမည်သူမျှထိုအဖြစ်မျိုးနှင့်ပျောက်ွယ်၍မသွားသင်ပော့ပော့နေပော့ပော့စားပြီးပော့ပော့ပင်ပျောက်ွယ်သွားမည်ဆိုလျှင် တင်ဤတသက်တာကိုထမ်းရခဲ့ရသောမိခင်မြေကြီးသည်တင့်အတွက်ဝင်လေးယုံလူဖြစ်လာရသည့်အတွက်တင်ပြောက်ွယ်သွားသည်ဤတနည်း၌မိခင်မြေကြီးသည်အဘယ်နှင့်မျှဝန်းနေနေမည်မဟုတ်ပေဘာကြောင့်နည်းတင်ယခုအထိအသက်ရှင်နေနိုင်သည်မှာမိခင်မြေကြီးဤကျေးဇူးနှင့်မကင်းနိုင် အသက်ရှင်နေထိုင်ရန် အလို့ငါစားသမျှကောက်ပဲတီးနှံတို့သည် မိခင်မြေကြီးကပေး၏အပူအေးအေးလုံကြုံကောက်ွယ်မှုအတွေ့အဝိအထဲသည်မိခင်မြေကြီးက ပေးလေသည် အသက်ရှင်နေစဉ်မိခင်မြေကြီးကထောက်ပံ့နေတော်လဲ သင်ပြောက်ွယ်သွားပြီးသည်ဤတနေ့၌သင်ဤမိခင်မြေကြီးကိုဘာတခုကျေးဇူးပြုခဲ့သနည်းသင်သည်လူဖြစ်ခဲ့ပြီးလောကကြီးသည်ငါးနှစ်ဘာမျှမဆိုင်ဟုယူဆထားလေသလားကဘာမြေပြင်ပေါ်၌အိမ်တိမ်သည်ရှိ၏ထိုအိမ်၌သင်နှင့်တကွမိသားတစုတို့ရှိကြလေသည်ထိုအိမ်သားတစုတို့အားသင်သည်ကောင်းစွာလှုပ်ကြွေးနေအံ့ ထိုအိမ်သားတစုဤတာဝန်ကိုသင်ထမ်းရွက်နေခြင်းပင် ဖြစ်လေသည်သင်ဤသားသင်ဤမယားကိုပြုစုကြွေးမွေးပြီးထမ်းရွက်နေသောတာဝန်အတွက်သင်အားတစုံတရာအပြစ်ဆိုစရာ မရှိတော့ပေသို့တော့ကဘာမြေပြင်ကြီး တစ်ခုလုံးပေါ်၌သင်သားသင်မယားမျှသာရှိသောအိမ်တိမ်ဒီဖြစ်နေအံ့ထိုကဘာမြေပြင်ပေါ်၌နေသော ထိုကဘာမြေပြင်ပေါ်၌သင်နေ၍ဖြစ်ပါမည်လောသင်ကိုယ်သင်ပြန်၍ငုံကြည့်ပါသင်ကိုယ်ပေါ်မှအဝိအထေကလေးသည်သင်သားမယားသို့မဟုတ်သင်ကိုယ်တိုင်ရက်လုထားသည်ဟုထင်နေသလားသင်စားနေသောအစာကိုကြည့်ပါထိုအစာအစာသည်သင်သားမယားသို့မဟုတ်သင်ကိုယ်တိုင်ဖန်တီးထားသောအာဟာရဟုထင်နေသလား ်တင်တို့မွေကျွန်ုပ်တို့တွင်မွေးဖွားကစလူလောကသို့ရောက်လာစဉ်ဝိဇ္ဇရာအဝိအထင်မပါစားစရာထမင်းတဆုပ်လည်းမကင်ခဲ့ကြေကျွန်ုပ်တို့သည်ယခုအဘဲကြောင့်လှလှဝိပြီးဝဝစားနေနိုင်ကြသည်ကျွန်ုပ်တို့သည်သူတို့သူတို့နှင့်လူလုံးနေကြရလေသည်သူတို့သူတို့သာမရှိလျင်အကျွန်ုပ်တို့သည် ဤကဘာလောက၌စက္ကန့်မိနစ်ပိုင်းနှင့်ပင် လူအဖြစ်နှင့် နေထိုင်နေနိုင်ခွင့်မရှိချေသို့ဖြစ်လေရာကျွန်ုပ်တို့ဤအရေးများကို သူတို့သူတို့ဤအရေးဟုယူဆထားတဲ့ကဲ့သို့သူတို့သူတို့ဤအရေးများသည်လဲတင်တို့ကျွန်ုပ်တို့ဤအရေးပင်ဖြစ်လေသည်ကျွန်ုပ်တို့သည် သူတို့နှင့်တကားသူတို့နှင့်အတူလောက၌လူဟူ၍ဖြစ်လာပြီးဖြစ်သောကြောင့် မည်သူဤအရေးကိစ္စကိုမစိုးတာဝန်ကင်းမနေကောင်းပေကြောက်တက်လျင်ဖြင့်ဝင်ကင်းလျင်တကောင်ကျွတ်ဟူသောစကားရှိရာအစုအယုံနှင့်တဦးကိုတဦးမိခိုးဆက်သွယ်နေရသောလောကကြီး၌ဝန်ကင်းအောင်နေသူသည်ကဘာမြေကြီးပေါ်၌တကောင်ကျွတ်ပင်ဖြစ်လေသည်အချို့သည်ကိုတာကိုမယားကိုမွေကြွေထားယုံနှင့်ငါတာဝန်ကုန်ပြီဟုထင်မှတ်အယူလွဲနေကြလေသည် ။သားမယားကိုမွေးကြွေးရုံဖြင့်အံ့ဩစေရာမရှိလောက၌မွေးတက်လျင်ကြွေးတက်ရမည်ပင်ဖြစ်လေသည်။ဤသူများသည်လောကကြီးအဘယ်မျှကျယ်ဝန်းသည်ကိုမကြည့်သူများဖြစ်ရာလောကကြီးကျယ်ဝန်းသလောက်တော်ဝင်ဝတရားတွေကျဲဝန်းသေးသည်ကိုနားမလဲကြရှာချေကဘာမြေကြီးကိုအစိမ့်စိမ့်အမွားမွားမလုံဖဲအိမ်ဒီတအိမ်အဖြစ်စဉ်းစားကြပါစို့ ကဘာမြကြီးသည် ကျွန်ုပ်တို့နေထိုင်ရာအိမ်ကြီးတအိမ်ဖြစ်၍ကဘာသူကဘာသားတို့သည်အကျွန်ုပ်တို့အိမ်သူအိမ်သားများပင်ဖြစ်လေသည် တနည်းအားဖြင့်လဲအကျွန်ုပ်တို့အမြင်အားဖြင့်ယေတုဤအပိုင်းအခြားကြောင့်ကဘာကြီးအစိမ့်စိမ့်အမွာမွာဖြစ်နေစေကမူရေအောင်မြေတုသည် အပိုင်းပိုင်းအပြက်ပြက်မဟုတ်တရဇတ်ထဲ နေရသင်တို့အကျွန်ုပ်တို့ရက်နေသောခြေဖွားနှစ်ခုအောက်မှတင်းမွားသော မြေမုံကလေးသည်ပင်မြဝရောဆုံးဤဆွေမျိုးဖြစ်၍တောင်ဝရောဆုံးဤညာတိဖြစ်လေသည်တို့ဖြစ်လျာလောက၌လူဖြစ်ခဲ့လျင် တောင်ဝင်ကင်းမနေအပ်လူတိုင်းလူတိုင်းဤတောင်ဝင်သည်အကျွန်ုပ်တို့ဤတောင်ဝင်ဖြစ်သည်ဟု ဆိုရ၌ထိုတောင်ဝင်ကိုအကျွန်ုပ်တို့က အတ္တမဆွဲခေါ်ခဲ့ခြင်းမဟုတ်လောကဓမ္မတဘာဝတရားကြီးကပင်ညွန်ပြနေလေသည်တင်တို့ကျွန်ုပ်တို့တွင်ကမ္ဘာလောကမှပျောက်ွယ်သွားပြီးသည့်နောက်နာမည်တလုံးကြံရစ်ခဲ့ရန်အဘယ်မြအရေးကြီးခဲ့ပြီကိုသိရှိရပြီးဖြစ်သည်ဤသို့သိရှိခဲ့သည့်အတိုင်းနာမတလုံးကြံရစ်ခဲ့ရန်မိမိအပေါ်စိတ်ဝင်စားယုံမပြီးသူတစ်ပါးအပေါ်စိတ်ဝင်စားရအောင်မည် မိမိကိုယ်ကျိုးကိုသာမကြည့်ရသူတစ်ပါးအကျိုးကိုလည်းကြည့်လောက၌တာဝန်ကင်းမနေရလောကတစ်ခုလုံး၏တာဝန်များသည်မိမိတာဝန်ဟုသဘောထားရမည်ဖြစ်ကြောင်းသင်နာလည်ပြီးဖြစ်၏တို့အတွေ့ပော့ပော့နေပော့ပော့စာပော့ပော့ပင်ပျောက်ွယ်မတော်လို့တော့တင်းသည်နောင်းအခါ သင်ဤနာမည်တလုံးကြံရည်ရန်အတွက်မြည်သည့်ကိစ္စကို ဆောင်ရွက်ပြီးပြီလေသင်သည်ယခုအခါအသက်20အစိတ်30 40 50 60 60စသည်ဖြင့်အပိုင်းအခြားတစ်ခု၌ရှိနေတန်ရာ၏မြည်ရဲ့မြည်မြဖြစ်စေသင်လောကကြီးနှင့်အတူ နေထိုင်ခဲ့သည်မှာနှင့်ပရိစေတမြည်မြကြပြီလေသင်တို့ကျွန်ုပ်တို့၏မိဘဘိုးဘွားများသည်ထိုတာဝန်များကို သူတို့တာဝန်တခုဟုယူဆဆောင်ရွက်သွားပါ၏လောအကယ်၍သင် သူတို့သည် လောကတွင်နေပြီးတာဝန်မကျေဖြစ်သွားအံလမ်းနှသွယ်ရှိလျင် အကျွန်ုပ်တို့သည်မြည်သည့်လမ်းကိုလိုက်မည်နီထိုလမ်းအတိုင်းလိုက်မည်လောတတိတခြားခွဲထွက်မည်လောအကျွန်ုပ်တို့သည်ဒီကျင်းတခါကရန်ကုန်မြို့စင်ချေဘုံလမ်းတလမ်းပေါ်တွင်တွေ့ဆုံခဲ့ဘူးသည်ဟုဖော်ပြခဲ့သော အယူဘဝသို့ရောက်လူစဉ်လူရွယ်တယောက်ကိုပြန်လှန်တည်ရမိလေသည်သူကသူ့ဖခင်ကွယ်လွန်သည်မှာ6လမြကြာသေးတော်လဲလောကသည်သူ့ဖခင်နာမည်ကိုလက်မခံသူ့ဖခင်အားမေ့လျော့ကြပြီဟုဝန်းနေစကားပြောကြားရှာလေသည်တောတော့သူဖခင်သည်လောကအကျိုးပါတခုတဲဘောခဲ့သည်ဟုမပါချေ အကယ်စင်စင်အားဖြင့်လဲသူဤဖခင်သည်သူဤအကျိုးတစ်ခုတည်းနှင့်လူဘဝကိုအစတုံးစေပြီးသူဤပန်ဝန်းကျင်ကိုစိတ်ဝင်စားမိလူတယောက်မဟုတ်ချေလောကအကျိုးလောကအကျိုးတစ်ခုခုကသာသူဤဖခင်သည်လောကအကျိုးပါတစ်ခုတည်ဖို့ခဲ့သည်ဟုမပါချေအကယ်စင်စင်အားဖြင့်လဲ သူဤဖခင်သည် သူ၏အကျိုးတစ်ခုတည်းနှင့်လူဘဝကိုအစာတုံးစေပြီးသူဤပန်ဝန်းကျင်ကိုစိတ်ဝင်စားမြည်လူတယောက်မဟုတ် လောကအကျိုးတစ်ခုခုကိုသာတည်ပိုးသွားပါက လောကသည်မြည်သည့်နင်းနှင့်မြသူဖခင်အားမပြည့်မီမဟုတ်ကြောင်းကို သူနားလည်ဟန်မတူချေ ယနေ့တိုင်မမေ့နိုင်ကြပဲနှစ်ပေါင်းများစွာကြာတော်လဲကဘာမြေပြင်ပေါ်ထောင်ထောင်မားမားရပ်နေကြတော်လူတစုသည်အဘဲကြောင့်ဤအခြေမျိုးနှင့်ကြွားကြွားဝါဝါနေနိုင်ကြသည်ကို သူမစင်စားမိသည်မှာသူအာတနာဖို့ကောင်းလေသည်အကြောင်းတစ်ခုကိုဖော်ပြပါရစေ ထိုအကြောင်းကလေးတွင် အရေးကြီးသော လူတစ်ယောက်၏ ဆွေရိပ်မျိုးရိပ်မကင်းသူများယနေ့တိုင် ရှိနေသေးသည့်အတွက်နေရာဌာနမှာရန်ကုန်နှင့်မော်လမြိုင်သွားမိရထားလမ်းမှရွာတရွာဆိုပါတော့အကြောင်းကလေးသည်အကျွန်ုပ်ဤမျက်မြင်ဖြစ်သည်ထိုရွာသည်အလွန်အကျူးမဟုတ်သေးသောခက်ချာချာခက်ယူးယူးလူတယောက်ကို တွေ့ဘူးပြန်လေသည်အယူဆိုတော့လေအခြားအယူများကဲ့သို့မဟုတ် အယူထူးဖြစ်၏ သူသည်ရေမိုးသုံးသက်ရန်မဆိုထားပြီးနန်းနဲ့အိယာထတွင် မျက်နာသိရမှန်မသိချေသို့တော်နန်းနဲ့အိယာမှနိုးတိုင်းလူအများဆုံးသုံးသော ရေတွင်သို့ရောက်လာ၏သူပါလုလာသည်လေရေရင်းတွင် အတော်လှမ်းသောလန်းဆောင်တစ်ဖက်၌ဘုံတောက်ရိုးစဉ်တလုံးရှိ၏သူတွင် ရေပုံးပိုင်မရှိသဖြင့်အခြားသူများနန်းနဲ့ရေလာခတ်တိုင်း ရေပုံးကိုခိတ္တခဏယူပြီးဘုံတောက်ရုံးစဉ်မပြေမချင်းနှင်းစဉ်နဲ့အမျှသွားရောက်လောင်းဖြည့်လျက်ရှိသည်ရေတွင်တွင်ဘောင်းမရှိနေလည်နေကင်းများ၌တွဲနွားများသည်ရေငတ်သည်ဖြင့်အလန်းလဲမိသောကြောင့်အလန်းလဲမိသောကြောင့်မကြခဏလာရောက်ကုန်းတောက်လေးရှိရာကိုပင် ကာကွယ်ရမှန်းမသိရှာပေသို့တော်ဖော်ပြခဲ့သော အယူသည်ကျွမ်းနာများလာတိုင်း ဒုံနှင့်6မောင်းပြီးရေရင်းနှင့်ဝဲသောတဏှာရှိအင်းုံခွဲတစ်ခုတွင် ရေထက်ပေးလိရှိသည်ညနေပိုင်းရောက်သောအခါ၌ကရွာရိုးလျှောက်ပြီး6ဖွာလုံးရှိသောလမ်းမော်ရှိသည်မြအညေအကျေအမိုက်တရိုက်တို့ကို နေရှိတဲ့၍ကောက်သိန်းဖေရှားတက်လေသည် သူပါလုံနေသည်နီထိုတောင်ဝင်များသည် သူဤတောင်ဝင်တော့ သူသည်အယူတယောက်ဖြစ်၍ရည်ရွယ်ချက်ရှိမည်မထင်ထိုရည်ရွယ်ချက်ရှိသည်ဖြစ်စေကင်းသည်ဖြစ်စေသူ၏အလုတ်သည်သူ့အားလျှို့လျှို့ရှုထားမည်မဟုတ် မကြမီသေးရှာပြီသူသေးသောနေ့ကသူတယောက်ထဲမဟုတ်ပင်ထိုရွာမှတကြီးလဲပါသွား၏သူ၏မသားသည်တကြီးမသားထက်စီပေသူ၏အလှသည်တကြီးအလှထက်ကြီးကျယ်လေသည် ထိုအခါမှစ၍တကြီးမတာအယူတာတကြီးမစီအယူစီသည်ဟူသောစကားယခုတိုင် ထိုရွာ၌ခစ်စားနေလေသည်ထိုအယူ၏နာမည်သည်ဘိုးတင်ဖြစ်သည်ဘိုးတင်မရှိသည့်နောက်ဘုံတောက်ရိုးစဉ်၌ရေထဲ့သူတယောက်အားတွေ့လျင် ကာလာသားများကဘိုးတင်ဘိုးတင်ဟုလောင်ပြောင်ခေါ်တတ်ကြရာ ထိုလောင်ပြောင်ခေါ်ခြင်း၏အဆုံး၌အေးကွာဘိုးတင်တယောက်အောက်မေ့လိုက်တာ ို့ကုသိုလ်ကောင်းမှုကြောင့်ဖြစ်လျာဘဝလူကောင်းတယောက်ဖြစ်ပါလေတော်ဟူသောမိကုံးစကားသည် အမြဲလိုက်ပါခဲ့လေသည်ဘိုးတင်က အယူတာဖြစ်၏လူကောင်းတယောက်ဖြစ်ခဲ့သော သူ၏မသားအခမ်းနား၌သူ၏အတိုင်ဝန်းသည်အဘယ်မျှကြီးကျယ်မည်နည်းဘိုးတင်သည် ထိုရွာကလေးကို သူ၏အိမ်ဟုသဘောထားပြီးထိုရွာသူရွာသားများအားသူ၏အိမ်သူအိမ်သားများဟု ယူဆလျက် ထိုတာဝန်များသည် သူဤတာဝန်သူတို့မလုပ်လျင်ငါလုပ်မည်ဟု စိတ်ကောင်းစိတ်မွန်ဝေးမြူထားဟန်တို့သည်ထို့ကြောင့်မိမိကိုယ်ကိုယ်သာမိမိစိတ်ဝင်စားနေသူတယောက်သည် သူမရှိသည့်တနေ့၌သူဤနာမည်လိုက်ပါပြောက်ွယ်သွားရလေသည်တင်တယောက်ထဲကအများတာဝန်ကိုယူနိုင်သူဖြစ်ပါစေတင်ဤတာဝန်ကိုအများသည်ဝေးငှထမ်းရွက်ရန်ဝမ်းမလေးပေ တို့အတွက်အကျွန်ုပ်သည်အောက်ပါစကားတခွန်းကိုဆိုအံဗုဒ္ဓဘာသာ တရားတရားမြန်မာတို့၌သာသနာပေါင်းတို့ မတွသွင်းမီဘဝတပါပြောင်းသွားရမည်ကို အလွန်စိုးရိမ်တတ်၏ထိုကဲ့သို့ သာသနာပေါင်းတို့မတွသွင်းမီမရောက်မီဘဝတပါပြောင်းသွားရမည်ကိုစိုးရိမ်တဲ့ကဲ့သို့ တခုသောကာလအကျိုးကာလလောကအကျိုးကိုမတည်ဖို့နိုင်သေးသမျှဘဝတပါပြောင်းသောရမည်ကိုလည်းစိုးရင်ပါဟု ဆိုလိုက်ကအကျွန်ုပ်စကားသည်လွန်သွားပါမည်လောဒါလေးကတော့နဝမတန်မြန်မာသာဖက်စာမှာပါဝင်တဲ့ စာရေးဆရာမင်းစမေရဲ့ကျွန်ုပ်တို့ရဲ့တာဝန်ဆိုတဲ့ဝိတုတိုလ်လေးတပုတ်ကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်ဒီဝိတုတိုလ်လေးတဲမှာဆိုလို့ရှိရင်ခက်စစ်အဖွင့်၁၄လုံးပါတာတွေ့ရပါတယ်နံပါတ်၁ခက်စစ်ကလေးကတော့ကာကွယ်ကာကွယ်ဆိုတာကတော့စီတာပိတ်ပင်သည်လုံကြုံစေသည်နောက်တစ်ခုကကောက်ပဲသီးနှံကောက်ပဲသီးနှံဆိုတာကတော့စပားပဲပြောင်းစသည်သီးနှံမျိုးစုံခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကကပား ကဘာဆိုတာတတ္တဝါများနေထိုင်ရာ တောတောင်ရေမြေကျေးဇူးပြုကျေးဇူးပြုဆိုတာအကျိုးဖြစ်ထွန်းစေသည်အကျိုးပြုသည်ကျွေးမွေးကျွေးမွေးဆိုတာစားဝတ်နေရေးအတွေ့ကြီးရှုစောင့်ရှောက်သည် နောက်တစ်ခုဟာခွစီခွစီဆိုတာတာဝန်ကြားရပသည်နောက်တစ်ခုဟာနှစ်ပရိစေဒသူကတော့နှစ်ကာလအပိုင်းခြားကိုခေါ်တယ်နောက်တစ်ခုကပြုစု ပြုစုဆိုတာယွယွရရကိုကြီးစောင်းလျှောက်တယ်နောက်တစ်ခုကဘုံ ဘုံဆိုတာအများနဲ့သက်ဆိုင်သော အရာ နောက်တစ်ခုကလူစဲလူစဲဆိုတာနိကနေသော အချိန်ကာလနောက်တစ်ခုကဝန်လေးဝန်လေးဆိုတာက တာဝန်ထမ်းဆောင်ရမယ်တာဝန်ကြီးမားခက်ခဲတာကိုဝန်လေးလို့ခေါ်တယ်နောက်တစ်ခုကဝတရားဝတရားဆိုတာဆောင်ရွက်အပ်သော အမှုကိစ္စနောက်တစ်ခုကအရေးအရေးဆိုတာပြုလုပ်ဖွယ်အလုံးနဲ့အစာတုံးဆိုတဲ့ပြည့်ပြတ်သည် ပြတ်သွားသည်ဆိုတဲ့ ခက်စစ်အဖွင့်လေး14လုံးကို လေ့လာရမှာဖြစ်ပါတယ်။ကဲဒါလေးကတော့ကျွန်ုပ်တို့ရဲ့တာဝန်ဆိုတဲ့နဝမတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့ဝိတုတိုလေးတပုတ်ကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။